အဲ့ဒီလိုမျိုးရွေးကောက်ပွဲအထအမြောက်ပြီးဆိုပါဆိုရခိုင်ပြည်နယ်မှာအစိုးရဖွဲ့နိုင်ပြီလွှတ်တော်ဖွဲ့နိုင်ပြီပဲထားအောင်ခုနလိုအေးထိတ်ထုတ်ကြတဲ့ဒေသကြီးကြတော့ဘယ်လိုမျိုးဆရာတို့တက်ရောက်မလဲအုပ်ချုပ်မှုကဥပဒေပြဋ္ဌာန်းမှုကဟိုအဲ့ဒီဥစ္စာကတော့ကျွန်တော်တို့ရွေးကောက်ပွဲအလွန်နိုင်ငံရေးပြဿနာဖြစ်သွားနိုင်ပါတယ်နိုင်ငံဦးလေဟိုလက်ရှိကာလတော့ရွေးကောက်ပွဲကာလရွေးကောက်ပွဲအလွန်ကာလတွေနဲ့ကာလ၃ပါးနဲ့ဒိတ်ရိုက်ပတ်သက်နိုင်ပါတယ်တော်တော်လေးပဲ ရွက်ောက်ပွဲအလွန်နိုင်ငံရေးစီရင်အနေထားကိုကျွန်တော်တို့ခံမှန်းဖို့အတန်းခက်ပါတယ်ရေရှည်စစ်သွားမှလားလက်ရှိတိုင်းပဲမြန်မာတပ်မတို့ခံစစ်နေထားတဲ့ဆက်သွားမှလားမြန်မာနိုင်ငံရေးခင်းကျင်းသည်ရွက်ောက်ခံလွတ်တော်၅နှစ်တာကာလတွင်မှာဘလို့ပုံပြောင်းသွားနိုင်ခြင်းရှိသလဲအဲဒါကြောင့်ရွက်ောက်ပွဲအလွန်ဖြစ်လာမဲ့အနေထားနဲ့ခုနကပြောတဲ့ထိန်းချုပ်မှုဆိုတဲ့ဧရိယာအတွင်းမှာအချင်းအခြေတည်အဲဒီကာလအနေထားပုံမှာမူတည်ပြီးမှကျွန်တော်ပြန်သုံးသပ်ရမှာဖြစ်ပါတယ်အဲဒါကြောင့်ကုပရိယာ ရှင်နေဘူးကအမှန်တခတ်ပါရကိုတက်တူတက်ထားဟုတ်ကဲ့ဆရာဒါကတော့အခြေအနေတစ်မျိုးပေါ့အကူအကဒီ AA ရဲ့ညီမကျက်ဖြစ်တဲ့အာရခလမ်းစဉ်ပေါ့အဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောထားတာတော့အာရခပြည်ကို unitary ပုံစံနဲ့သွားမယ်လို့ပြောထားတာဟုတ်နော်ဒီ ULAA ကပဲဥဆောင်ပြီးနိုင်ငံရေးကာကွယ်ရေးအကုန်လုံးသွားမယ်ဆိုတော့တကယ်လို့များအခုဒီဆယ်လအတွင်းမှာ AA ရဲ့တိုက်ခိုက်မှုတွေကခုနလိုစစ်တွေရောကြောက်ဖြူရောမအောင်ကျုံးမှာမှာအပြောင်းလဲတွေဖြစ်လာမယ် AA ရဲ့တစုံလုံးထိန်းချုပ်မှုအောက်ရောက်သွားပြီးတော့ သူတို့ကုနာပုံစံကိုပေါ်ဖို့အခြေအနေဖြစ်သွားမယ်ဆိုရင်ရောဆရာတို့ရဲ့ဒီနိုင်ငံရေးအကန့်ကန္တာကပြီးဆုံးသွားပြီလို့ပြောရမှာဘယ်လိုဖြစ်သွားမလဲအဲ့ဒီလိုများခုနကခင်ရပြောသလိုဆိုရင်လက်ရှိလက်နက်ကိုင်ပြပနာမှာဒီနေ့ဝင်ပါနေတဲ့မြန်မာတပ်မတော်ရဲ့အရေးချင်းတဲ့သူ့ရဲ့ဘာလို့လဲပတ်သက်တဲ့ချုပ်ချာအနေနဲ့ပတ်သက်တဲ့ခံယူချက်နဲ့ဆက်ဆိုင်ပိုင်ပါအဲ့တော့ကျွန်တော်တို့ကရွေးကောက်ခံနိုင်တဲ့ဧရိယာမရှိရင်ဟိုနိုင်ငံရေး ပါတီတွေရဲ့ကဏ္ဍကမရှိတဲ့နော်မရှိတော့လေမင်းကလူကိုတည်းကခိုးတော့ဘောကဝင်လာတဲ့ကောင်ဆိုအဲ့ဒီခိုးတော့ဘောကနေပဲမပြန်ပြီးတော့ထွက်သွားမယ်ဆိုတော့ကဒါကိုတပြည့်နိုင်မေးတဲ့မင်းကိုလေးကျွန်တော်သဘောကျလို့ပါတိတ်ဒီကျွန်တော်တို့ဆယ်လအတွင်းမှာကြံရှိနေတဲ့၃လရောက်ပါရခိုင်တို့ရဲ့ဆက်လက်သိမ်းပတ်လိုက်ပြီဆိုရင်လည်းခမားဘူးဖိန်ကုန်းကုန်းအွန်လေးရဲ့ရခိုင်ဥဆောင်ပါတီဆိုတဲ့ကိစ္စပြည့်ပြည့်သွားမှာဆိုတော့ကဒါကလည်းကျွန်တော်မြမတက်မတော့အရေးကြီးပုံမူတည်ပါတယ်တဲ့ကျွန်တော်တို့ရခိုင်တပြည့်နယ်လုံးကိုရခိုင်တို့ရဲ့သိမ်းပတ်လိုက်ပြီဆိုတော့ကျွန်တော်တို့ပါတီကလည်းပြည့်ပြည့်သွားမှာဆိုတော့ကငကိုလေးကမင်းတို့ကောင်တွေကနေရာတနေရာလေးမှရမလားဆို ခိုးတို့ဘောက်ကဝင်လာတဲ့ကောင်တွေကအဲ့ဒီခိုးတို့ဘောက်ကပဲပြန်ပြီးတော့ထွက်သွားမယ်ဆိုတော့ကရခိုင်ပြည်နယ်ဘက်ကတော့တမဲမှာရဖို့မမျှော်လင့်တော့အေးမောင်ကြီးအဲ့တော့ကျွန်တော်နောက်မှာဆက်ပြီးတော့အဲ့ဒီ freelance ကိုတထွေးနိုင်ရပဲဘလို့ကျွန်တော်တို့စောတမိထွန်း KNY ကျွန်တော်တို့အမြဲတမ်းဘိုးကောမဒီဝင်ကိုမင်းမြတ်ထားတဲ့2မိနစ်စာဗီဒီယိုဖိုင်လို့ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်မေအောင်လိုက်ပါဇက်ကထွက်တာဟာတကယ်တခုမှကြုံစရာမရှိဘူးကြာအဲ့ဒါကြားတယ်နော်ကျွန်တော်တို့အတွေ့အကြုံများလာပြီလေဗျာအထွေထွေပေါ်မှာကျွန်တော်စကားပြောတာပါ theory ပေါ်မှာကျွန်တော်စကားပြောတာမဟုတ်ပါဘူးသူသူရွေးကောက်ပွဲအောင်မြင်နိုင်မှုလို့ပြပြောတယ် ဟုတ်ကဲ့ကျွန်တော်တဘောတာပဲလားအဲထပ်ပေါက်ကတော့ထပ်မှလည်းမဟုတ်ဘူးထပ်ပေါက်ရှိလည်းထပ်မှမဟုတ်ဘူးဖြစ်နိုင်ခြေမရှိပေမဲ့ဖြစ်နိုင်ခြေမရှိတဲ့အဲမှာတော့အနည်းလေးတော့ဟိုစဉ်းစားပေးရတာပေါ့ဗျာဒါပါပဲဒီလိုပြအဲ့ဒီဟာတွေကသိအဝေးကနေကြိုတင်စဉ်းစားထားလို့မဖြစ်နိုင်ဘူးတကယ်ဖြစ်ရှိနေတဲ့အခြေအနေဓာတ်တွေပေါ်မှာကျွန်တော်တို့တစ်ခုချင်းသုံးသပ်ပြီးမှကျွန်တော်တော့မှဖြစ်မယ်ကျွန်တော်တို့ပြောပြီးကျွန်တော်တို့မှ KNU မှာသဘောထားချလာတယ်လေစစ်ကောင်စီက စစ်သားကနောက်တာဘယ်တော့မှနိုင်ငံရေးတဲ့မှာဝင်မလျှောက်တော့ပါဘူးဆိုတာကမှကျွန်တော်တို့ကဆွေးနွေးမှာဝင်လျှောက်နေသမျှတော့ဆွေးနွေးလဲအမြတ်ရမှာမဟုတ်ဘူးဘာမှမတူတော့အဲ့လိုမျိုးဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကနောက်လာလာနောက်ခါတာနောက်ခါစီပဲဗျာအဲ့ဒါပဲကျွန်တော်ပြောတော့မယ်ဗျာတိုးပြီးမှတော့ကျွန်တော်ဘာမှမပြောနိုင်ဘူးစစ်သားနဲ့ပတ်သက်လာအဲ့ဒီကျွန်တော်တော့ပြောရအောင်အဲ့ဒီတစ်ချက်ပေါ်မှာထပ်ပြီးကျွန်တော်မေးလို့ပါတယ်တကယ်လို့ဟို dialogue ဖြစ်လာတဲ့အပေါ်ကြာမှာအဲ့ဒီကိုစစ်တပ်နောက်ထုတ်ရမယ်ဆိုတာမျိုးထုတ်ဖို့ပြောဆိုရင်ရောမဖြစ်နိုင်ဘူး အဲ့ဒါလည်းရပါတယ်အဲ့ကြမှာထုတ်ပေါ်ပြောဆိုလဲဒါပေမဲ့ဒီလူကတင်းခံထားတာပါဗျာနော်တင်းခံထားတာခင်ဗျာအဲ့လိုတွုံးပြီးမှမပြီးနဲ့ဗျာအဲ့ဒါတော့ပဲတော်ပြီနော်ဒီလူကမရဘူးတစ်တက်ကအဲ့ဒါပဲဟုတ်ပြီဆရာနောက်တစ်ခုက तू ဟိုဘီလာရုစ်ရုရှားနဲ့ဘီလာရုစ်ကနေပြန်လာတော့လေးရင်ပေါ်မှာ तू ပြောတယ်အင်တာဗျူးလုပ်တော့လေဟိုတိုင်းပြည်ပြန်ကောင်းဖို့ဆိုရင်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ကြပါပေါ့နော်စောရကမတက်ကြပါနဲ့ဆို तू ပြောတာရှိတယ်အဲအဲ့ဒီပေါ်ကိုဆရာအနေနဲ့အမှတ်ချက်တစ်ခုလောက်ပြောပေးလို့ရမှာ မေအောင်လိုက်ပါဇက်ကထွက်တာဟာဒီကတခုမှယုတ်ပြာမရှိဘူးဗျာအဲ့လားပဲကြားတယ်နော် ကဲအဲ့တော့ဒါကတော့ကျွန်တော်တို့ freelance ကိုတက်ထွေးနေအရှုကောပဲကိစ္စနဲ့ပတ်သက်ပြီးလို့ရှေ့မှာလဲအိမ်မောင်ကျွန်တော်တို့မေးမြန်းထားတယ်အခုလဲကျွန်တော်တို့ KNU ရဲ့ဒါအမြဲတမ်းဘိုးကော်မတီဝင်းဘလို့ကျွန်တော်တို့သောသမင်ထုံးကိုမေးမြန်းထားတဲ့ရုပ်တံပြီးလို့ဘာလို့ကျွန်တော်အယူသုံးပြန်ပြီးလို့ share ပေးတာပါကဲတော့ကျွန်တော်တို့နောက်မှာလာပါပြီဒါအခုဆိုရင်စံတန်းစောင်းမွေးဖြင်းရလို့ကျွန်တော်ကြားသိရတယ်နောက်မှာဘီလိုပါနှစ်ပုတ်ကတော့ဒီအမျိုးဘာသာသန္တနာဆိုတဲ့အမျိုးရုပ်ကျွန်တော်ဝေရသူကတော့ဘလောက်ဒီကျွန်တော်ကြောက်ချီပန်းလေးဆိုရင်သူ့ရဲ့ဒီကျွန်တော်တို့ဗာမင်းကိုမှလားမသိဘူးအကယ်ဒမီအကြောင်းဆိုတာရှိတယ်သူဖွင့်လာတဲ့အကယ်ဒမီအကြောင်းလေးအဲ့ဒီကအကြောင်းသားတွေကိုသခိုင်းမှာသွားပြီးတော့စောင်းမွေး က်ခေဖို့မင်းကောကလည်းကျွန်တော် PDF တော်လိုင်းတက်ဖို့ရရှိလို့မသွားရဲပဲလို့ဘယ်လိုသွားလဲဆိုတော့ဆက်လီနဲ့တကွေကြီးပတ်သွားပြီးတော့မန္တလေးမင်းကောကနေမန္တလေးမန္တလေးကနေစကမ်းကိုပြန်ပြီးတော့တက်နေရပါတယ်ဆိုတဲ့ကိစ္စတွေအဲအဲ့ဒီစင်နန်းဆောင်ဘက်ကိစ္စနဲ့ပတ်သက်ပြီးတော့ចောင်းသားမိဘတွေကစင်နန်းဆောင်ဘက်သွားဖြစ်ဖို့စစ်ကိုတက်ကိုလုံုံရဲ့အကူကြီးသွားចောင်းတဲ့အချိန်မှာဟိုကအောင်းငေါလိုလိုက်တော့တော်လိုင်း PDF ရဲဖို့တွေကပဲတော်လိုင်းခီးကနေလိုက်လံပြီးတော့စင်နန်းဖြစ်မဲ့ចောင်းသားလေးတွေကိုပို့ဆောင်ပေးရတဲ့ကိစ္စတွေကိုဇော်ဖိုးကြီးဘယ်လိုတွေပြောထားလဲဆိုတော့တစ်ချက်တော့ဆက်ပြီးတော့ ကျွန်တော်အမြဲတမ်းသတင်းပေးနေတယ်လို့အကိုရေး great တွဲစာမေးပွဲရွှေဘုံမှာသွားပြေဖို့ကြောင်မြောင်းကဆရာမတွေကိုယ်တိုင်ကခမ်းမရစနစ်ကိုသတင်းပို့ဖို့အကူအညီမတောင်းလို့ခမ်းမရစနစ်ကဘာမှမလုပ်ပြီးနိုင်ဘူးလို့ကျောင်းသားမိဘတွေနဲ့ကျောင်းသားတွေကို15ရက်3လ2025ရက်နေ့မှာပြောခဲ့တယ်မနေ့ပိုင်းကကြောင်မြောင်းတက်ကအရာရှိတွေကပြောလို့လို့ကျောင်းသားတွေနဲ့ကျောင်းသားမိဘတွေငိုပြီးပြန်လာကြတယ်တဲ့ကြောင်မြောင်းမှာမြို့ခံဆရာမကသုံးယောက်လောက်ပဲရှိတာတဲ့အခြားဆရာဆရာမတွေကလာပြီး စာတင်မပေးတာတဲ့လမ်းမပိတ်ခင်ကလေးကပါတဲ့ကျောင်းကလည်းပိတ်ထားတယ်လေတဲ့အဲ့ဒီကျောင်းသား18ယောက်နဲ့သူတို့မိဘတွေကကျောင်းမြောင်းကလူတယောက်ကို PDF တွေစီမှာအကူအညီတောင်းခိုင်းတယ်တဲ့အဲ့ဒီလူကရေတော်ကျေးရွာ PDF gate ကိုအကျိုးကျောင်းသွားပြောပေးတယ်တဲ့ PDF က15ရက်3လ2025ရက်နေ့နေ့လယ်မှာတဲ့ရွှေဘုံမြို့ကိုတောလန်းကနေပို့ပေးတယ်တဲ့လမ်းမှာတညနေရတယ်16ရက်3လ2025ရက်နေ့ကဒီမနေ့10နာရီလောက်က ရောက်သွားပြီတဲ့အဲ့ဒီចောင်းသားចောင်းသူတွေမနဲ့ပြန်စာမေးပွဲဝင်ပြေကြမှာပါတဲ့ចောင်းမြောင်းကပြည်သူတွေရင်ထဲမှာတဲ့စစ်တပ်ကဘာပဲကူညီတောင်းတောင်းမရဘူးអော်ခံရငေါ့ခံရအសဲခံရတာပဲအဖတ်တင်နေ PDF ကမှကလေးတွေစာမေးပွဲဖြီလို့ရအောင်គូនីသေးတယ်ဆိုတဲ့အတွေးတွေသူတို့ရဲ့အုံနောက်ထဲမှာရောက်သွားပြီဗျာတဲ့ចောင်းသားတွေကလည်းတဲ့နှစ်နှစ်နာမှာဆိုရင်လို့စာမေးပွဲကိုဖြီချင်နေကြတာပေါ့တဲ့မြို့ကန်ဆရာမတွေ မျိုးကန်ဆီယာမားတွေကလည်းចောင်းပိတ်ထားတာပဲဆိုပြီးចောင်းသားတွေကိုမငဲ့ညာဘူးတဲ့ခမာယာစနစ်ကိုစာမှုပဲပြင်မဲ့ကိစ္စအတွက်တွားပြောရမှာ ပြောမပေးဘူးတက်ကလည်းငါတို့ကိုဆီယာမတွေကိုယ်တိုင်လာပြီးမတင်ပြလို့ဆိုပြီးចောင်းသားမိဘတွေကိုអော်ងောက်ဆူဆဲလွတ်တယ်တာဝန်မဲ့သူလွတ်တယ်နောက်ဆုံးနဲ့မရရတဲ့နေနဲ့ PDF ကိုគូនីတောင်းရတဲ့ဘဝရောက်တယ် PDF ကလည်းសាមូវဲဖြည့်ပြီးចောင်းញောင်းကိုပြန်မလာတော့ပါဘူးဆိုတဲ့ဝင်ခံကလေးကိုတောင်းတယ်ចောင်းသားတွေကလည်းចောင်းញောင်းမှာငတ်တည်မဲ့အတူတူရွှေပူမှာပဲဘယ်လိုနေရနေရနေတော့မယ်ဆိုပြီးတော့ခရီးပေးလိုက်တယ် နော်ကဲကောင်းကြသေးရဲ့လားအကိုကြီးခင်ဗျာတဲ့ကျွန်တော်တို့ကအတိညာနဲလို့လားမသိဘူးတဲ့နားမလည်တော့ဘူးမစင်စားမတွေးတော့တတ်ပါဘူးတဲ့ယင်းထဲမှာတော့ကျွန်တော်ကိုယ်တိုင်လည်းနစ်နေအောင်ခံစားရပါတယ်ကျွန်တော်ဘ누구ကိုအပြစ်ပြောရမှန်းကိုမသိပါဘူး နော်တော့မင်းအခုချိန်ကြီးဘသူ့ကိုအပြစ်တရားမှမသိသေးဘူးဖြစ်နေရခွေးစောင်းကဇော်ဝင်းဆိုတော့ဟာမင်းမတွေးတွေကိုအပြစ်တရားမှလေပုံမှန်မနေ့ကျန်ဆယ်တန်းဆောင်ဝင်းရဖြေရလို့မဲ့ចောင်းသားတွေကိုသူ့မိမတွေကစစ်ခွေးတဲ့ကိုတွားပြီးတော့အကူညီတောင်းတဲ့ကိစ္စကိုလိုင်းမပေါ်တဲ့ကိုဆံမတွေခွန်မလာလို့ဆိုပြီးနောက်ဆုံး PDF ဒေါ်လာရဲဖို့တွေကပဲဒေါ်လာနေအဲ့ဒီဆယ်တန်းဆောင်ဝင်းဖြေမဲ့ចောင်းသားတွေလိုက်ဖို့လို့ဒါဒီနေ့ဆိုချောချောငွေရောက်သွားပြီမနေ့ကျန်ဆိုဆောင်ဝင်းဆပ်ပြီးတော့ဖြေရလို့မဲ့ဆိုတော့ကကဲတော့မင်းတို့အောက်တန်းကဘောမရက်ကွာပြောပြောနေတဲ့တော်လိုင်း PDF ရဲဘော်တွေကចောင်းသားတွေစာတင်နေအောင်အနောက်ချက်ပေးပါလေចောင်းတွေကိုမိုင်းခွဲပါလေဆိုတော့ကောင်လေဟိုမှာတော်လိုင်းကနေကျွန်တော်ရွှေ ဝီရီရောင်းလိုက်တော်ပိုးလိုက်ပြီဆိုတော့ဒါကျွန်တော်တို့ပြောတာမဟုတ်ဘူးနော်ဒီကောင်လေးဘောမရောက်ကွာထွက်လာတဲ့စကားဆိုတော့နောက်မှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရှေ့မှာကျွန်တော်ပြောပြသွားတဲ့အမျိုးရုပ်ဝေးရသူသူ့ရဲ့အကြောင်းသားတွေကျွန်တော်ရေလိုင်းခင်းရတယ်ကျွန်တော်စကားအောင်သွားလို့စစ်ခွေးကောင်စီကိုဘလို့လေးအပြစ်တင်တာဆိုတော့ဆက်ပြီးတော့နားတော်ကြည့်လိုက်ရအောင်အမှန်တရားဆိုရင်16ရက်ပေါ့ဗျာအဲ့ဒါကဆိုရင်တော့ဂရိတ်တွဲကလေးတွေစောင်းဝဲဖြစ်ကြတော့မှာအဲကျုပ်ရဲ့မင်းကုန်းပထိုးတော်ကြီးပညာရေးအကယ်ဒမီအကြောင်းကဘကိုင်းကိုသွားဖြစ်ရပါဗျာ ဟိုသတိုင်းကအခုတိုက်ပွဲကြီးဖြစ်နေတဲ့အတွက်ကြောင့်ကုန်းလမ်းနဲ့သွားလို့မရတော့ဘူးအခုမင်းကောင်ကနေမန္တလေးကိုကျူးမြင်နေတာပဲဘော်တော်ကြီးနဲ့လာခဲ့တာကြီးပါအဲမန္တလေးကိုကျူးမှာဗျာမန္တလေးကနေပြီးတော့ကားနဲ့သတိုင်းကိုကျူးမှာဗျာဒါကလက်ရှိမြန်မာနိုင်ငံရဲ့ခြေနေပဲဗျာအဲ့ဒါကိုအာဇောကြီးတိဘောပြောနေတာပါပဲဒီကောကနေသခိုင်းကိုသွားဖို့အတွက်မန္တလေးကိုဖြတ်ပြီးမှသခိုင်းနေတက်သွားနေရတယ်အဲသခိုင်းတော်ကာဇူကြီး ဒီတို့ရဲ့အခြေအနေကိုသိအောင်တင်ပြတာပါနော်။ဟုတ်ကဲ့ subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ